cleaning နဲ့ပတ်သက်တဲ့စကားပြောဝါကြလေးတွေလေ့လာကြအောင်နော် dishwasher dishwasher ဆိုတော့ပကံစေးတဲ့ဆက်ကိုပြောရအောင်နော် dishwasher load the dishwasher ဆိုရင်ဒါပကံစေးဆက်ထဲမှာလာစေးမဲ့ပကံတို့ဇွန်းတို့ဘာတို့ပေါ့နော်ထည့်လို့ပြောချင်တာ load the dishwasher အဲ့ဒီမှာပကံစေးဆက်တဲ့စေးမဲ့ဟာတွေထည့်အဲ့လိုပြောရအောင်နော်အဲ့ဆိုရင် load the dishwasher clean the inside of the microwave microwave အတွင်းထဲကိုတန်ရှင်းရေးလောက်ပါပေါ့နော် insides of the environment, right? clean the inside of the microwave, wipe down, wipe down the right? the fridge shelves, shelves, see, fridge, you get it, that wipe down the fridge shelves, a little bit, no? scrub, scrub, the no? the toilet bowl, hala, ain't that what, ain't that what, go, ဟလာအင်တာခွက်ကို toilet bowl ပြောရယ်နော်ဟလာ scrub the toilet bowl ဆိုရင်အင်တာခွက်ကိုတိုက်ချုပ်ပါပါနော် disinfect disinfect ဆိုတာပိုတက်တာကိုပြောရနော် chemical တုံးပြီးတော့မှပိုတက်တာ disinfect the toilet handle ဒီဒီအင်တာလက်ဆေးတဲ့ဟလာအင်တာဆေးတဲ့လက်ဟွာပေါ့ရေရေပန်းပေါ့နော်အဲ့ဒါကို toilet handle ကို toilet handle ကိုပိုတက်ပါပါနော် refill ဆိုတာဖြည့်ပါ hand soap လက်ဆေးစပ်ပြာရေးဖြည့်ပါ ပြန်ဖြည့်ပါဆိုရင် refill arrange season ပါဒီနေရာမှာတော့စီလောင်ပါတာပြန်မယ်ဆိုရင်တော့ arrange the pillows neatly ခေါင်းအုံးတွေကိုတသက်ရဲ့ထားပါပေါ့နော် arrange the pillows neatly clean up after yourself အဒီတော့လေးဥမထားမယ်နော် clean up after yourself အတိတ်ဘယ်ကကိုဖွာထားတာကိုရှုပ်ထားတဲ့အရာတွေကိုကိုပါတော့ကိုပြန်ရှင်းလို့ပြောချင်တာ clean up after yourself rake the leaves ထွန်ခြင်းနဲ့ဟလာထွန်ခြင်းနဲ့ဒီဟလာတိရွက်ခြောက်တွေတိရွက်တွေကို စုပါပေါ့ rake the leaves အဲ့လိုပြောရနော် hose hose ဆိုတာရေပိုက် hose down ရေပိုက်နဲ့ထိုးချပါနော် the the patio patio ဆိုတာကအိမ်ခြံထဲမှာရှိတဲ့နားနေဆောင်အဲ့လိုမျိုးလာတာဆောင်နားနေဆောင်လို့ပြောရနော်အိမ်ခြံဝန်းထဲမှာရှိတဲ့ဒီနားနေဆောင်ကို ဂျီပိုက်နဲ့ရေထိုးချပြီးတော့ဆေးကြောပါလို့ပြောချင်တာ host down the patio wear gloves gloves ဆိုတာကကြတော့ဒီလက်အိတ်ကိုပြောတာ wear gloves ဆိုရင်လက်အိတ်ဝတ်ပါ while cleaning အတန်ရှင်းလို့တော့လက်အိတ်ဝတ်ပါအတန်ရှင်းလို့တော့လက်အိတ်ဝတ်ပါပေါ့နော် wipe down ဆိုတာကကြတော့တော့ပါ the counter tops counter tops ဆိုတာ kitchen ထဲမှာရှိရတဲ့ဒီမိဖို့တင်ကုန်တို့လက်ဆေးတင်ကုန်တို့ပြောရနော် counter tops ဒီကိုတုတ်ပါပေါ့နော်မိဖို့တင်ကုန်တွေပိုင်းတုတ်ပါပေါ့ wipe down the countertops. Wash the windows inside and out, inside and out. A twin or bin or. You think about a twin or bin or. Toba, no? We both remember we don't know how to Load the dishwasher. Clean the inside of the microwave. Wipe down the fridge shelves. Scrub the toilet bowl. Disinfect the toilet handle. Refill hand soap. Arrange the pillows neatly. Clean up after yourself. break the leaves, hose down the patio, wear gloves while cleaning, wipe down the countertops, wash the windows inside and out. အနားလိုက်မထင်ပါနော်။တတိကခွင့်မပေးဘူးဒါအင်္ဂလိပ်လိုဘယ်လိုပြောလဲ။လေ့လာကြအောင်နော်။အဆိုရင်အမျိုးမျိုးပြောလို့ရတယ်။ဟုတ်ပြီပထမတစ်ချောင်းအရင်ကြည့်ကြအောင်။ My boss didn't approve my leave request. ဒီနေရာမှာ leave leave က noun အနေနဲ့သုံးထားတာ။သူ့ရဲ့အဓိပ္ပာယ်ခွင့်လို့ပြောတာနော်။ request ဆိုတာကကြတော့တောင်းတာပေါ့။ခွင့်တောင်းခံတာ။ leave request တန်း noun နေနဲ့သုံးထားတာเนาะဒီနှစ်ခုလုံးက noun နေနဲ့သုံးထားတာဟုတ်လားဟုတ်ပြီအဲ့ဆိုရင်တတိယခွင့်မမေးဘူးဆိုရင်ဒီလိုပြောလို့ရရယ် my boss didn't approve my leave request ဒီနေ့မှာ approve ကသွားခွင့်ပြုတာပေါ့เนาะခွင့်မပြုဘူးပေါ့ didn't approve ခွင့်မပြုဘူးပေါ့เนาะ my boss didn't approve my leave request my boss said no to my leave ျွန်တော်ခွင့်တောင်းတာတတိယ no လို့ပြောတယ်ပေါ့အဲဆိုရင်ခွင့်မပေးဘူးပေါ့နော်အဲ့လိုအဓိပ္ပာယ်မျိုးဟုတ်ပြီအဲတတိယခွင့်မပေးဘူးလို့တတိကဆိုတာကိုမထည့်ပဲနဲ့ကျွန်တော်ခွင့်တောင်းတာခွင့်မရဘူးပေါ့နော်အဲ့လိုမျိုးကျွန်တော်ခွင့်တောင်းတာခွင့်မရဘူးဆိုရင်ဘယ်လိုပြောလဲဆိုရင် I got a no on my leave request ဒီလိုပြောလို့လည်းရတယ် I got a no ကျွန်တော်ခွင့်မရဘူးပေါ့အဓိပ္ပာယ် I got a no on my leave request my request for leave ကျွန်တော်ခွင့်တောင်းတာ was rejected အဲ reject ထိတယ်ဗောနော်ညင်းဆိုခံရတယ်ခွင့်တောင်းတာခွင့်မရဘူးအဲဗမာလူစီလောင်ပြန်တော့ခွင့်တောင်းတာခွင့်မရဘူးဗောနော် my leave my request for leave was rejected reject ဆိုကပယ်ချတယ်ညင်းဆိုတယ်ပြောနော်အဲ့မှာ request နေရာမှာ application တောင်းလဲရတယ် my application for leave was not granted ဒေဗီယာကျွန်တော်ခွင့်တောင်းတာခွင့်မရဘူးဗောနော်အဲ့လိုဒေဗီမျိုးအဲနားလည်မဟုတ်ထင်ပါရဲ့နော် မီးဘယ်တော့မှပြတ်သွားရလဲအဲမီးဘယ်ချိန်ပြန်လာမှာလဲအဲ့လိုမျိုးပေါ့နော်မီးလာတယ်မီးပြတ်တယ်ဒါဟောအင်္ဂလိပ်လိုဘယ်လိုပြောလဲလေ့လာကြအောင်နော်အဲ power restoration ဒါဆိုရင်ဒါမီးပြန်လာတာပေါ့နော် noun အနေနဲ့သုံးတာ noun အနေနဲ့သုံးတာနော် power restoration ဟုတ်ပြီအဲ့ဆိုရင်မီးဘယ်ချိန်ပြန်လာမှာလဲဆိုရင်မျိုးမျိုးပြောလို့ရတယ်နော်အာမီးဘယ်ချိန်ပြန်လာမှာလဲဒါအနာဂတ်ကိုမေးတာဖြစ်တဲ့အကြောင်းမလို့ဒီ where prep zero base form တုံးလို့ရတယ်ပြီးရင် admin စာ profile ကြီးတုံးလို့ရတယ်မေးခွန်းကဘယ်ချိန်လဲဆိုတော့1နဲ့မေးမယ်အဲ1နဲ့မေးမယ်ပြီးရင်မေးခွန်းဆိုတော့ဒီအခုကိရိယာ is ကိုရှေ့ထိုးလိုက်တယ်เนาะဒီ subject ရဲ့ရှေ့ကိုထိုးလိုက်တယ်အဲကြောင့်လို့ one is the power coming back on come back on ဆိုတာပြန်လာတာပေါ့ power ဆိုတာကတည်းက me လျှက်စင် me power ဒါမှမဟုတ် electricity ကြိုက်တယ်လို့ပြောလို့ရတယ်เนาะ one is the power coming back on အမီပေးချိန်ပြန်လာမှာလဲပေါ့နော် amisa plus profile g amisa plus profile profile g ကတော့အနာဂတ်မှာဖြစ်မဲ့အခြေအနေမျိုးမှာလည်းတွန်းလို့ရတယ်လက်ရှိပြစ်ဆုံးပံဖြစ်စင်းမှာတွန်းလို့ရတယ်အနာဂတ်မှာဖြစ်မဲ့အရာလည်းတွန်းလို့ရတယ်เนาะဒါကြောင့် one is power coming back on မီပေးချိန်ပြန်လာမှာလဲ power နဲ့ electricity return နဲ့လည်းတွန်းလို့ရတယ်เนาะ one where the electricity return အဲ့ဆိုရင်မီပေးချိန်ပြန်လာမှာလဲအဲ တော့ဒီဟောပေါ့နော်ဒီ spoken english မှာအသုံးများတာဆိုဒီလိုမျိုးလေးပြောလို့ရတယ် stay no power မိမလာသေးဘူးလား why is when when's it back when's it back why is it back ဘယ်ချိန်ပြန်လာမှာလဲအဲ့လိုပြောရနော် still no power when's it back လို့ပြောလို့ရတယ်ဒါတူ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  that spoken english မှာသုံးတာများတယ်ပေါ့နော်အဲမိမလာသေးဘူးလားဘယ်ချိန်ပြန်လာမှာလဲပေါ့နော်ဟုတ်ပြီမိဘယ်ချိန်ကပြတ်သွားတာလဲ ။အဲ့ဆိုရင်ဖြစ်ပြီးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုကလေး did one did the power go off go off ဆိုပြတ်သွားတာ go off ဒါမှမဟုတ် off နဲ့ out တုံးခြင်းလည်းရတယ် go out when did the power go out when did the power go off power နဲ့မှာ electricity တုံးလည်းရတယ်နော် Do you know what time the electricity went off? အဲ့လိုပြောလိုက်ရတယ်။ What time the ဘယ်ချိန်က ပေရှင်ကမီးပြတ်သွားတယ်ဆိုတော့သိလာပေါ့ Do you know what time the electricity went off အဲ့လိုမျိုးမီးပြတ်သွားတာအောင်နောင်းနေနဲ့သုံးမယ်ဆိုရင်နောင်းနေသုံးမယ်ဆိုရင် power outage လို့ခေါ်ရနော် power outage မီးပြန်လာတယ်ဆိုရင် power restoration မီးပြတ်သွားတယ်ဆိုရင် power outage အနားလည်းမယ်ထင်ပါရဲ့နော်ဒီဗီဒီယိုရဲ့အကျိုးရှိလဲ comment yes လို့မှတ်ခဲ့ပြပါနော်ဒီနေ့တော့လောက်ပါ That's all for today thanks for watching bye bye